ပြန်လာပြန်ဦးရွှေမပြန်ဦးကိုချာကြီးလာမှရွှေပြန်မှာရွှေပြန်သွားတဲ့ချိန်ဆရာကိုကိုတခုလောက်လိုက်မအောင်ရွှေစိတ်ပူတယ်မပြန်ဦးရွှေကိုပြန်တော့လို့ဆရာပြောနေတယ်မပြန်ဦးမမလေးရဲ့ဘာမှစိတ်ပူမနေပါနဲ့ဆရာမမလေးကိုအရန်ချစ်ပါတယ်အခုလိုမျိုးစိတ်ပူပြီးတော့တန်လျာရီထားတော့မှမလိုလားအဲ့တဲ့ပြဿနာဖြစ်ကုန်မယ်နော်ငေါ့ဒီကိစ္စကို တခြားလူတွေလုံးဝမသိအောင်ဖုံးထားပေးပါကွာနော်အထူးသဖြင့်ကမေမေလုံးဝသိလို့မရအောင်နော်ကြီးနေ့ရက်ဆက်ပြီးမပတ်သက်တော့တာဆရာတော့ကောရွှေရုပ်တက်ပါပို့ပြီးတင့်တော်မယ်ထင်လို့ဆရာဆုံးဖြတ်လိုက်တာပါဘာဖြစ်လို့လဲဘာဖြစ်လို့ရှင်ရုပ်နဲ့ဆက်ပြီးမပတ်သက်ချင်တော့တာလဲ တစ်ခါလေကြရင်ခုမပြောပြလိုက်တဲ့အရာတွေကလိမ်တလို့ဖြစ်သွားတတ်ကြတယ်။ဒါမဲ့ရွှေရုပ်ကိုတော့တမင်သက်သက်ဖုံးပွယ်ခဲ့တာတော့မဟုတ်ပါဘူး။